ီသူတွေရဲ့အခွန်တုပ်တွေကမှအောက်ပတ်မှုတွေရရှိနေပြီးရုရှားနိုင်ငံမှာစစ်ပညာသင်နေပါရဲ့ဆိုတဲ့မင်းအောင်နိုင်ရဲ့စစ်ကူးတိုက်ကတော့ဒီမှာနိုင်ငံကိုရုရှားနိုင်ငံကနေပြီးလေချောင်းမှာစစ်ပညာတွေသင်ပြီးတော့ရုရှားမှာကတော့စာတွေ့သင်ပြီးမြန်မာနိုင်ငံကိုပြန်ပြီးလက်တွေဆင်းမယ်ဆိုပြီးပြောနေတာတွေ့ရတာလဲဤသူတွေတို့ကတော့တော်တော်လေးကိုမှရင်နာစရာကောင်းတဲ့အနေထားပါပဲအဲဘာပြောဒီလိုစစ်ကွေးကောင်တွေရဲ့မြက်ခွက်တွေကိုတေချာမှတ်ထားပြီးနမိတေချာမှတ်ထားပြီးတော့ဒီကောင်တွေကိုအကြောက်တရားပေးဖို့အချိန်ကတော့ရောက်ပြီလို့ထင်ပါတယ် ဒါကြောင့်တော်လိုင်းဘက်ကလူတွေအနေနဲ့တော်လိုင်းတစ်ခွေအနေနဲ့လည်းဒီလိုမျိုးနေချောင်းရံကနေပြီးတော့အဓိကထိုးစစ်ဆင်တိုက်ခိုက်ပေးနေတဲ့မင်းအောင်လိုင်းရဲ့ခိုင်းစစ်တမျိုးကိုလုပ်နေတဲ့ကောင်တွေရဲ့ဘွားတွေကိုကြောက်တရားပေးဖို့အချိန်ရောက်ပါပြီ။ကြောက်တရားပေးနိုင်ဖို့လဲဒီစနစ်တွေဆွဲပြီးတော့စူးစမ်းတော့မယ်အနေထားလုပ်တင်နေပြီးတော့နေရာကနေပြီးတော့ပြတ်မှန်လို့ဆိုချင်ပါတယ်။ ျွန်တော်နာမည်ကတော့ဘွေးစမင်းလုံးဖြစ်ပါတယ်အခုလက်ရှိကျွန်တော်မော်စကိုမှာ Moscow Aviation Institute Moscow လေကြောင်းပညာတက္ကသိုလ်မှာအဲဒီ Aircraft Control System ဘာသာရပ်နဲ့ကျွန်တော် Master ပထမနှစ်ကိုတက်ရောက်နေပါခင်ဗျကျွန်တော်ဒီမှာတက်ရောက်နေရတော့လက်ရှိဆိုလို့ရှိရင်တစ်နှစ်ခွဲရှိပါခင်ဗျဒီကိုတက်ရောက်ဖြစ်ခဲ့တဲ့ပုံကတော့ကျွန်တော်တို့ တမတော်တိတ်ပန်နေဒီပညာတက်ကတော့မှာဒီအမှတ်ကောင်းရတဲ့ဒီဘိုလောင်းတွေကိုရွေးချယ်ပြီးတော့ဒီရုရှားနိုင်ငံကိုဆီလွတ်တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လက်ရှိမော်စကိုမှာတင်ကြားရဆိုလို့ရှင်တို့မြန်မာနိုင်ငံနဲ့အလဲငယ်ကွာချက်တွေရှိပါတယ်ခင်ဗျာအဲ့ဒါဘာလဲဆိုလို့ရှင်ဒီဒီမော်စကိုမှာကြတော့ဒီဘာသာရပ်တွေကိုတင်ကြားတဲ့အချိန်မှာဒီ practical ကြကြကိုပို့ပြီးတော့အလေးထားပြီးတော့ကျွန်တော်တို့ပြုလုပ်ရတယ်ခင်ဗျာအဲ့အတွက်ကြောင့်မလို့ဒီတော့ပို့ပြီးတော့ဒီနိပညာရည်နဲ့ပို့ပြီးတော့အကျောင်းဝင်ရှိတယ်လို့စက်ပစ္စည်းနဲ့လည်းပို့ပြီးတော့အကျောင်းဝင်ရှိခင်ဗျာကျွန်တော်တို့ကလေချောင်းပညာတက်ကူဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ practical ကြဖို့လည်းလိုရတယ်ခင်ဗျာအဲ့ကြောင့်မလို့ဒီဒီနိုင်ငံတကာတက်ကူတွေမှာတက်ရောက်တဲ့အတွက်ကြောင့်မလို့အဲ ို့ပြီးတော့ကျွန်တော်တို့ practical ကြာကြာလောက်ဆောင်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာအကြောင်းပြီးွားလို့ရှိရင်ကျွန်တော်အခု master ပြီးွားရင်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ PhD တက်ဖို့လဲတော့စိတ်ကူးရှိပါတယ်ခင်ဗျာထပ်ပြီးတော့ဒီအဲ့ကြားတဲ့ကာလမှာဒီနိုင်ငံတော်အတွက်ဒီဒီကြောင်းပညာနဲ့ပတ်သက်ပြီးတော့တထောင်တနေရာကနေပြီးတော့ကျွန်တော်ပါဝင်အားဖြင့်တာဝန်ထမ်းဆောင်သွားမှာမယ်လို့အဲအားလုံးကြားရနော်မြန်မာနိုင်ငံပြန်ပြီးတော့ပြည်သူတွေကိုဘုန်းကျဲမဲ့ကောင်းနေဒီမှာမျက်ခွက်တွေကိုတိကျကြည့်တာပါတို့ရဲ့လိပ်စာတွေကိုစုံစမ်းပါအားလုံးတော်လိုင်းတက်တွေကိုဖြန့်ဝေပါ အဲ့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ဘိုးကြီးဝေစင်ကျော်ဖြစ်ပါတယ်ကျွန်တော်တို့မော်စကိုမှာရှိတဲ့ National University of Science and Technology တက္ကသိုလ်ဖြစ်တဲ့ Mrs. တက္ကသိုလ်မှာပါရဂူဘွဲ့ဒုတိယနှစ်တက်ရောက်နေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့လက်ရှိမော်စကိုမှာပါရဂူဘွဲ့ဒုတိယနှစ်ဖြစ်တဲ့အတွက်မော်စကိုရောက်ရှိရာတနေ့ခွဲရှိပါခင်ဗျာအော်ပထမဆုံးအနေနဲ့အခက်အခဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာတက်ရောက်တဲ့အခါမှာဟိုဘာသာကားအနေနဲ့ဆက်စားရောက်ခြင်းမှာအခက်အခဲတချို့ရှိနိုင်တယ်ပေါ့ဟိုအကျိုးတက်ရောက်မှုအနေနဲ့ကတော့ကျွန်တော်တို့ဒီမှာရောက်တဲ့အခါကျွန်တော်တို့ လက်တွေ့နဲ့ theory နဲ့ပေါင်းစပ်ပြီးသင်ကြားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမူပြီးတော့ဒီထိရောက်တယ်ပုံပူပြီးတော့ကျိုးသက်ရောက်မှုရှိရလို့ခံစားရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တော့ဒီ manual processing ဘာသာရပ်နဲ့ပါတဂူဘွဲပြီးမြောက်သွားပြီဆိုလို့ရှင်တော့လက်တွေ့မြန်မာနိုင်ငံမှာအပညာရက်တွေရောအကောင်းဆုံးအသုံးချနိုင်အောင်ဆောင်ရွက်သွားမှာ ပြန်ကျေးဇူးတင်ပါခင်ဗျာကျွန်တော်ကတော့ဘူကြီးဖုံးတန်းကျော်ဖြစ်ပါတယ်အဲကျွန်တော်ကလက်ရှိရုရှားနိုင်ငံမော်စကိုမြို့ဘုံမန်မော်စကိုစိတ်တက်နီကယ်ယူနီဗာစီတီမှာလည်းပညာသင်ကြားနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဆိုရင်တော့ကျွန်တော်လက်ရှိပညာသင်ကြားနေတဲ့ဌာနကတော့ဗောနော်အာ Department of Space Rocket and Composite Structure ဌာနဖြစ်ပြီးတော့ကျွန်တော်လက်ရှိပညာသင်ကြားနေတဲ့ကာလဆိုရင်တော့နားနေခန့်ရှိပြီဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့ဒီတက်ရောက်ဖြစ်ခဲ့ပုံအနေနဲ့ပြောရမယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာနေပြီးတော့ရုရှားပညာတော်ရဲ့ scholarship ရရှိပြီးတော့တက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အဓိကအဖြစ်အခက်ခဲရတာဗော ဒီပညာသင်တဲ့ဘာသာရပ်ကရုရှားမိခင်ဘာသာစကားရုရှားဘာသာစကားဖြစ်တဲ့အတွက်ကျွန်တော်တို့ international ကျောင်းသားတွေအနေနဲ့ဒီဘာသာစကားအခက်အခဲကတော့အဓိကရှိပါတယ်ခင်ဗျာဒါပေမဲ့ဘာသာစကားအခက်အခဲအနေနဲ့မှာလည်းကျွန်တော်တို့ဒီစတင်တက်ရောက်တဲ့ပထမနဲ့ဒုတိယနှစ်ကာလလောက်မှာကြိုးစားရုံးကန်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့နောက်ပိုင်းတွေမှာဘာသာစကားအခက်အခဲကလည်းဖြည့်ရှင်းပြီးသားဖြစ်သွားပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အနေနဲ့ကြောင်းပြီးသွားရင်တော့ဒီလက်ရှိရုရှားတက္ကသိုလ်တွေကနေတင်တင်ယူလာခဲ့တဲ့ကျွန်တော်တို့ဒီအဆင့်မြင့်ပညာတွေဘာသာရပ်တွေကိုအသုံးချပြီးတော့ကျွန်တော်တို့တိုင်းပြည်နဲ့နိုင်ငံအကျိုးအတွက်တရတရာတရောင်းတနေရာနေကျွန်တော်တို့ပါဝင်ပြီးတော့ အသုံးချလို့ရအောင်ကြိုးစားနေပါတယ်ခင်ဗျ။အဲကျေးဇူးတင်ပါတယ်ခင်ဗျ။ကျေးလာပါခင်ဗျ။ကျွန်တော်ကတော့ဗိုလ်ကြီးဇာနီတုံးဖြစ်ပါတယ်။ကျွန်တော်ကလည်းတိုနီတူပဲဘောမွန်မော်စကိုစတိတ်တက်ကနီကယ်ယူနီဗာစီတီမှာတက်ရောက်လက်ရှိတက်ရောက်ပညာသင်ကျားနေတာဖြစ်ပါတယ်ခင်ဗျ။အဲတော့ဒီမှာကျွန်တော်တို့ international အကြောင်းသားများဖြစ်တဲ့အတွက်ပေါ့နော်။ဒီရုရှားဆရာဆရာမများကျွန်တော်တို့ရွေးထွေးစွာပဲကျွန်တော်တို့တင်ကြားမှုတင်ကြားပေးပါတယ်ပေါ့နော်။ ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းတဲ့ကျွန်တော်ရဲ့ Gojet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ Video Reaction မလို့တွားပေးကြပါတော့ယနေ့ Match လ9ရက်နေ့ရဲ့တောက်ကြနေမနက်ပိုင်းညနောက်ဆုံးရသည့်တရင်ချုပ်ကိုအချင်းချုပ်ဖော်ပြပေးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းစစ်ကောင်စီကစစ်ကူတရက်တာတွင်တည်ဆုံမှုစင်းမှာတော့သခိုင်းတိုင်း6ဦးမြို့နယ်မှာအကောင်40ဒေါ်လာကြီးရဲဘော်4ဦးကတော့ကြာဆုံးခဲ့ရပါတယ်။သခိုင်းတိုင်းကပ်ဘလူးမြို့နယ်မှာ2ဦးရှင်မိပြီးတော့ မကွေးတန်းရေစကြိုမြို့နယ်မှာ10ကောင်မကွေးတန်းပခုတ်ကူမြို့နယ်မှာ3ကောင်တဦးကတော့လင်းဝင်ရောက်ခဲ့ပြီးမန္တလေးတိုင်းမြင်းညာမြို့နယ်မှာ9ကောင်နဲ့မုံပီနယ်ရေးမြို့နယ်မှာ2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။သတင်းတွေပေါ်မှာတော့သခိုင်းတိုင်းမုံရမြို့တွင်မှထွက်လာတဲ့တစ်တရတန်ပြကာကနစီကိုကြားဖြတ်တိုက်ခိုက်ရမှာတော့စစ်တပ်ဖက်မှဒုဗိုလ်တဦးပါဝင်18ဦးသေဆုံးပြီးလက်နက်12လက်သိမ်းစီရရှိကအာနစီကိုလည်းမိရှုဖြစ်စီနိုင်ခဲ့ကြောင်း TUP Defend 4အဖွဲ့ကနေပြီးတော့တောင်ဝင်ရှိသူအဖွဲ့တခုကနေပြီးတော့ပြောထားတာသိရှိရပါတယ်။ပြန်မှုအတွင်းမှာတော့6ဦးမျိုးပေါ်ရှိအချမ်းဘတ်စစ်ကောင်စီထိုင်စခန်းဖြစ်သောစိုက်ကွင်းရုံနဲ့မြပလဲထိုင်ဂိမ်းမှာ120မမလက်နက်ကြီး106ကြိမ်ပစ်ကူပေးတိုက်ခတ်ခဲ့ကနမခမစစ်စက်တက်၄ဒီဖြင့်2ကြိမ်၄ချောင်းပစ်ကူတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ရခိုင်ပြည်အနောက်ဖက်နယ်စပ်မှာမြို့ဖြစ်တဲ့မောင်းတော်မြို့အဝင်းနခကငါရှိကလမ်းမကြီးဘေးဝဲရတစ်လျှောက်မှာရှိတဲ့ပါပါကျင်းတွေပစ်ကျင်းတွေဂရုကျင်းတွေနဲ့စက်တက်ကြီးကျင်းတွေကိုအာရခတက်တော်အေက ဒီနေ့မှရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။မောင်တော်ဒေကန်ကတူကတော့နခခငါရှီလန်းကိုဒီနေ့မှကစပြီးအာကတတော်တပ်ဖွဲ့ဝင်တွေနဲ့စစ်တုံးပန်းတွေစုပေါင်းပြီးရှင်းလင်းမှုပြုလုပ်နေတာကိုတွေ့ရပါတယ်။ဒီလန်းကိုမပြပြလို့မရနိုင်တော့ပါဘူးလေ။ပုံတန်ချိန်များတဲ့ကားကြီးတွေဝင်ထွက်သွားလာနေကြတော့လန်းကပြိုကျမဲ့အနေထားရောက်ရှိနေပါတယ်။အခုတော့အားလုံးရှင်းလင်းထားပြီးတွေ့ရတယ်လို့မြို့ကန်တူကပြောထားတာလည်းသိရှိရပါတယ်။ နောက်ထပ်သတင်းတော့မှာတော့စစ်ကောင်စီဟာသခိုင်းတိုင်းမုံရွာမြို့နယ်မှာဆက်တက်လေဒီတွေကြီးကြက်မဲ့အထိုင်စကန်တခုခြားထားပြီးသခိုင်းတိုင်းတွင်ကိုလေကြောင်းတိုက်ခိုက်မှုပုံမလို့ဖို့စီစဉ်နေတယ်လို့စစ်စစ်တပ်သတင်းမြစ်ကပြောထားပါတယ်။မုံရွာမြို့နယ်အတွင်းဆက်တက်လေဒီထိုင်စကန်တခုကိုစစ်ကောင်စီကလေတဲ့အရာရှိတွေကြီးကြက်တိစောက်ပြီးသခိုင်းတိုင်းတွင်ကမြို့နယ်အားလုံးကိုလွှမ်းခြုံတိုက်ခိုက်နိုင်ဖို့စီစဉ်နေတယ်လို့စစ်တပ်တွင်တရင်ကြီးမိကပြောတာဖြစ်ပါတယ်။သခိုင်းတိုင်းကမ်ပလူမျိုးနဲ့မှာလဲစစ်တပ်ကနေပြီးတော့စစ်တပ်လေဒီတကူစတင်အသုံးပြုနေတယ်လို့ဒေသခံတော်လိုင်းတစ်ဖွဲ့တွေကပြောထားပါတယ်။ တကောင်စီအားစက်တက်လေဒီတွေကိုမန္တလေးစကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာပို့သုံးလာပြီးတော့စက်တက်လေဒီနဲ့ဘုံချတိုက်ခိုက်မှုကြောင့်ပြည်သူတေဆုံးထိခိုက်မှုတွေလည်းများပြားလာကြောင်းသိရှိရပါတယ်။နောက်တက်တဲ့တွေတို့မှာတော့ တားပြန့်ငွေလိမ်လုပ်ငန်းတွေပါဝင်နေတဲ့တရုတ်ရဲတပ်ဖွဲ့ရဲ့သတင်းပေးမှုနဲ့စစ်ကောင်စီကဖမ်းထားတဲ့ယာယီအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခတိုင်မှုပါဝင်၄ဦးအနက်ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကိုပြန်ထွက်လိုက်တယ်လို့သိရပါတယ်။ဗိုလ်မှူးကြီးထွန်းနိုင်စိုးဟာအာနာသိန်းစစ်ကောင်းဆောင်တက်ရောက်ခဲ့တဲ့ဘာထူးတက်တင်နဲ့ဆင်းပွဲပြီးနေပြည်တော်ကိုတခါတည်းဖမ်းခေါ်ခံခဲ့ရပြီးအခုတော့ပြန်လွတ်လာပြီလို့နေပြည်တော်သတင်းရင်းမြစ်ကပြောထားပါတယ်။ဖမ်းဆီးခံရသူများနဲ့ဗိုလ်မှူးကြီးထွန်းနိုင်စိုးကိုမတ်စတာ၃ရက်နေမှာပြန်လွတ်ပေးပြီးပြန်သုံးဦးကိုတော့ဆက်လက်ဖမ်းဆီးထားကြောင်းသိရှိရပါတယ်။ဥထုံမင်းရဲ့သတင်းတွေမတင်တော့ဘူးလားလဲ။ ကျွန်တော်ဘာပြောရမှာလဲခဲတို့ကြားစီခြင်းနဲ့ခဲတို့ကြားခြင်းနဲ့စကားတွေကိုပြောပြရမှာဒါမှမဟုတ်မြေပြင်မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုပြောပြရမှာဒါမှမဟုတ်ရင်ကျွန်တော်တို့အထက်ကလူကြီးတွေကြိုက်တဲ့သတင်းမျိုးရွေးပြောရမှာလားတို့ဒီမဟုတ်ကျွန်တော်တို့ရဲ့ရန်သူတွေပြောတယ်လို့ဝါရဖက်ခြင်းသတင်းပြောကျွန်တော်ဘာပြောရမှာလဲအဲ့တော့လက်ရှိအနေထားမှာက၄၅ဘိုင်းလောက်ကိုင်းနေဥပမာတစ်ခုပေါ့ကျွန်တော်ကိုရီတည်လာခဲ့ရတာနော်ကိုရီဆိုတော့ကျွန်တော်စစ်မြေပြင်ကိုသွားကြည့်တာမဟုတ်ဘူးအဲ့စစ်မြေပြင်ကနေပြန်လာတဲ့စစ်တီတွေကျွန်တော်စကားပြောတဲ့ခါမှာပြောတာ အင်းတော့တို့လင်းလိုက်ရင်လည်းအရင်ပျော်တာပဲတဲ့နောက်ကျတော့စိတ်ပြတ်သွားတယ်တဲ့ဘာကြောင့်လဲอืมပြစ်မှတ်နဲ့လင်းရချတာနဲ့လွဲလို့ဖြစ်လွဲတာမင်းတို့တော်သေးတယ်မဟုတ်မင်းတို့ခေါင်းကိုပြင်ကြနေတဲ့အနေထားကြီးအများကြီးရှိရမလားအဲ့မှမလားစဉ်းစားလေဒါတို့အမေရိကန်စစ်ကားတွေကြီးတယ်တရုတ်စစ်ကားတွေကြီးတယ်ရရှိရဖုန်းလေးကောက်ကင်ပြီးဟုတ်လားဒီဆက်တွေကြတယ်အာ point number block ပြစ်မှတ်နံပါတ်ဘလောက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 ်ကျဲလင်းရလေးကွက်တီအဲ့ညောက်ကျဲဒုံးရန်သူတွေအတုံးယုံမဲစကားကြီးလို့တက်ကောင်းလား မြေပြင်မှာအဲ့လိုမဟုတ်ဘူးတဲ့နော်အခုရတာတို့နေတာတာဘကိုတိုင်းနောက်ချမ်းဘရောင်းမြို့နယ်ဟိုရက်တည်းကဒါရတာတို့တာမတော်ကရရှိတရားပေါ့စနိုက်ပါထိပြီးတော့အဆောရှုံမှုဖြစ်သွားတယ်ဆိုတော့အဲ့စနိုက်ပါထိတဲ့နေရာညောင်ကျိုးနဲ့ပကံကွဲဆိုတာစနိုက်ပါတကန်းမိတယ်ရင်းတို့အဲ့ဒီထိရောက်နေပြီခန်းစစ်ကညောင်ကျိုးတစ်ခုမေးနေပါလောက်ကျန်တော့တယ်နတ်စင်ကုန်းလဲရင်းတို့ထိန်းထားတယ်ဆိုတော့နတ်စင်ကုန်းဆိုတဲ့နေရာကနေဖြတ်ချရင်အဲ့ဒါတို့ထုံးပူဘက်ထိ လေကူရောက်တယ်ထုံးကဖွဲ့ရပြောတယ်ညဘက်ဒီလေကွင်းနေတဲ့ခွေးအောင်တနေကြတယ်ရွာသားတွေလည်းဖြတ်မှာပဲသူတို့စိတ်ဝင်ရင်လည်းဝင်ပေါ့ဆိုနေရာတကာကိုလုံကျွေးရဖြတ်မချမထားနဲ့ဘာကြောင့်လဲရခိုင်ရိုးမိုက်တခုလုံးလုံကျွေးမထားနိုင်ဘူးဆေးဘီတယောက်လုံးမထားနိုင်ဘူးပင်90တယောက်လုံးမထားနိုင်ဘူးပီတရာတယောက်ဆိုရင်ဂျားလေးကတယောက်နဲ့တယောက်နဲ့မမြင်ရတဲ့နေရာနေပြီးဝင်သွားနိုင်တယ်အဲ့လိုလေမထားနိုင်ဘူးဘာကြောင့်လဲရခိုင်ရိုးမိုက်တခုလုံးဘယ်နေရာဆင်းဆင်းလမ်းနေအများကြီးပဲရှူရဲဆင်းလို့ရတယ်ချောင်းလေးရဆင်းလာလို့ရတယ်ရိုးပေါ်တိတ်ခုတ်တဲ့လမ်းဝါခုတ်တဲ့လမ်းညှချိုးတဲ့လမ်းမှုရှားတဲ့လမ်းအများကြီးပဲအဲ့လမ်းတွေဆင်းလာလို့ရတယ်ဘလို့တားမှာလဲ ဒါပေမဲ့အဲဟုတ်ကောတော့ရန်သူကဒီဘရောင်းတောင်ကိုလမ်းမကြီးတစ်ခုတည်းကိုပဲတဲကြီးမကြီးဖိတိုက်နေရန်သူထင်တာကတော့စစ်အင်အားစုခိုင်းနေလို့ထင်တယ်ဘာကြောင့်လဲဒီနေရာကိုစစ်တီအင်အားတွေအလုံးကြီးနဲ့တက်သွားရင်ရုတ်တရက်ပြန်စင်းမှုဆိုတာဘယ်လိုအမေရိကစစ်အင်အားတွေအပေါ်စုလာအောင် လုပ်ပြီးတော့မှဘေးပညာပဲတိုက်မလားစဉ်းစားရဆိုတော့ရန်သူကတော့စစ်တိုက်နေရလို့လည်းမဟုတ်ဘူးအဲ့စစ်တိုက်ဖို့တဲ့ညွှန်ကြားကုတ်ကဲနေရလို့လည်းမဟုတ်ဘူးတကယ်စစ်တိုက်နေရလို့ချက်ထိုးတဲ့လူလိုပဲ ရန်သူဘဲကွက်ရွှေ့လေကိုကဘဲကွက်ရှိနေစဉ်းစားတယ်ဒါဆိုတော့ဘေးကကြည့်နေတာသူဘာကွက်ကိုရွှေ့နေရလဲသူဘာကွက်ကိုရှိနေလဲဒါဆိုတော့မြင်နေဒါပေမဲ့ကိုကိုယ်တိုင်ဝင်ထိုးနေရမဟုတ်ဘူးသူဘဲကွက်ကိုထက်ရွှေ့အောင်မလဲလို့ကိုမြင်ညီမမြင်မယ်ဒါပေမဲ့သူဘာရွှေ့လို့ရတယ်ဆိုတာကိုကိုမြင်တယ်ဘာကြောင့်လဲဒါဆိုတော့ဒီချက်ထိုးနေတဲ့လူနှစ်ယောက်တိုက်ပွဲအခုစုံနေမြန်မာတက်မလို့နဲ့ဒါအေးနဲ့ရသတို့အခုရဲမင်းတို့ဘောမတွေမှာလည်းစစ်ဦးစီးချုပ်တွေများလိုက်တာကွာအဲဒီတိုင်းအနောက်ကျဒီဘရောင်းမြို့နယ်အဆက်မှာတိုက်ပွဲတွေဖြစ်နေပေါ့ဘရောင်းမြို့နယ်အဆက်ဆိုတော့ဘရောင်းမြို့နယ်တဲကို မှတ်တိုင်နှစ်ခုသုံးခုစာလောက်တို့ရောက်နေပြီနော်ဆိုတော့အဲ့ဒီ AA နဲ့ဒီတက်မတော်နဲ့ချက်ထိုးနေတယ်လို့ပေါ့ဗျာစီချင်းထိုးနေကြတယ်အဲ့တော့တက်မတော်ကလည်းအကွက်တွေရွှေ့နေ AA ကလည်းအကွက်တွေရွှေ့နေဒါပေမဲ့တို့တွေဘယ်အကွက်တွေရွှေ့လို့ရတယ်ဆိုတာကိုညာတို့ကမြင်တယ်ညာတို့မြင်ပေမဲ့တို့ကအဲ့ဒီကွက်ရွှေ့ချင်မှရွှေ့တော့တော့စဉ်းစားနေဘာလည်းမသိဘူးပွဲပြီးတော့မှအော်သူဒီကွက်ရွှေ့တာအစိုးရဒီလိုရွှေ့လို့ရရတယ်နဲ့မရွှေ့ဘူးလို့သွားပြောတော့မြင်ရတော့ပွဲပြီးသွားတယ်အကျဉ်းသားလည်းချက်ထိုးနေတဲ့နှစ်ယောက်ကိုဘေးကနေမြင်နေရတဲ့ပုံစံမျိုးမြင်နေတော့မပြောရမှာလေပြောစရာမရှိဘူး နော်နောက်ပြီးတော့မြန်မာတက်မတော့အရရှိတယ်ဟိုဒါပထမဆုံးနေရာတော့ဒါမဖော်ပြတော့ပါဘူးစကန်ကုန်းတစ်ခုပေါ့အဲ့စကန်ကုန်းတစ်ခုအခိုင်မာယူထားတဲ့နေရာကြီးပြီးမှဝါးပင်နေပေါ့နေရခိုင်ရုံးပါကြီးပေါ့ဆိုတော့ဝါးပင်ဝေယုံမင်းရှိတော့အဲ့တော့အဲ့စကန်ကုန်းရဲ့ဘေးကဝေယုံမင်းနေကိုအဲ့ဒီစကန်ကုန်းရဲ့တောင်ကအရရှိကခုတ်ခိုင်းနေတယ်ဘာလို့ဆိုရန်သူတက်လာရင်မြင်ရအောင်လို့ဒါသူ့ရဲ့တွေးခေါ်မှုပေါ့ဝေယုံမင်းနေရှုပ်နေတဲ့ရန်သူတက်လာရင်မမြင်ရဘူးဝေယုံမင်းနေအကုန်ခုတ်ပလိုက်တယ်လင်းကားရက်လောက်ကြာတဲ့ခါကျတော့ခင်ဗျားတို့စဉ်းစားကြည့်ရင်အဲ့ဝါးပင်နေအကုန်လုံး6ပုံ။ရန်သူက drone နဲ့လည်းကြည့်ကော ခြောက်နေတဲ့ဝါးပင်တွေဝိုင်းထားတဲ့အလဲကကွန်းကွန်းလေးကတေးကြပြီးစကမ်းမဲစိတ်ကြိုက် drone နဲ့တမလာတာအကုန်ပြန်ဆုတ်လာတယ်တဲ့အဲ့ဒီလိုနဲ့စကမ်းကောင်းတစ်ခုလက်လွတ်ခင်လိုက်ရတယ်ဘာကြောင့်လဲဝါးပင်တွေခုတ်လဲမသိရင်ဒါတော့ဘုံမကြီးကိုတိုင်ပြောနေရပါဒါပေမဲ့တစ်ဖက်ဘုံမကြီးအနေနဲ့ကလည်းသူတို့တွေပဲအများနဲ့အောင်မွက်ခံနေရဆိုတော့ပြောနေသေးအောင်ပါပဲခုတ်လိုက်တဲ့ဝါပင်တွေကစခန်းကုန်းကြီးကိုဟိုပက်ကွက်ပုံမီပြလိုက်တယ်လို့တော့ပါဆို၆သွားတော့ဝါကုန်ပြီလေကျန်တဲ့အစိမ့်ကြီးထဲမှာအဝိုင်းရောစဝိုင်းလေးအဲ့ဒီဆောင်ရဲ့အလေကကွင်းကြီးတိတ်ချပြီးသားစခန်းမယ်လေကပြစ်ကိုပြက်လို့ကိုမလွယ်ဘူးဒါမှမဟုတ်နံပါတ်၁ချက်နောက်တစ်ခု အေရီယာရိတ်ခါကိုတဲလာမှုကျွန်တော်တို့တက်မတော်ကရိတ်ခါကိုဆောင်ဘယ်လိုဆောင်လဲတက်မတော်ကဒီဆင်ရမှာစခန်းကုန်းထိုင်ပြီဆိုတော့အေးအလှမ်းမြင်ရတယ်အေးဘက်ကလူတွေလှုပ်ရှားနေရအောင်လေဒီဘက်ကတက်ကအဖွဲမြင်ရတယ်ဆိုတော့အဲ့လောက်နီးတဲ့အကွာအဝေးမျိုးမှာစစ်ကားတွေရောက်လာတယ်ရိတ်ခါတွေလာချတယ်ရဲဘော်တွေအဲ့ရိတ်ခါတွေကိုထမ်းတင်တယ်ဆက်သွေးတူးမြောင်းနေပြီတဲ့အခိုင်မှာပုံပြီးပြီတေးကြပြီတပတ်လောက်အထိုင်ကျသွားပြီဆိုတော့မှဝင်တိုက်တာဆိုတော့ကိုယ့်ရိတ်ခါသူရတယ်ကဲဘယ်နဲ့လုံလို့နောက်တစ်ခုမြမတက်မတော်ကထိုင်ထားတဲ့ ဒီစကန်ကုန်းနဲ့အေးဒီစုံမထားတဲ့စကန်ကုန်းတစ်ခုချမ်းမှာလူနေအိမ်ရွာလေးတွေရှိတယ်လူနေရွာလေးတွေရှိတယ်ဆိုတော့အဲ့ဒီလူနေရွာလေးတွေမှာအတွေ့အကြုံရှိတဲ့အဲဒီဆရာကြီးတွေကဒီရွာတွေကိုဖယ်ခိုင်းနေရှင်းလင်းခိုင်းနေပေါ့တွားဒီနေရာမှာလူတွေမနေနဲ့ဆိုတော့ရရှိတယ်ကဘယ်လိုပြောလဲဆိုအပြည်သူတွေတော့သူနေပါသေးမလုပ်ပါနဲ့ပြောပြမယ်နော်ဆိုတော့အဲ့ပြည်သူတွေကအဲ့သူတို့ပြောတဲ့ပြည်သူဆိုတဲ့လူကစစ်နာကြီးလေဟိုဘက်မှာ A တက်ဖွဲ့ဒီဘက်မှာကဒီတက်ဖွဲ့တော့ရှိတယ်။ A ကသူတို့ကိုဘာကြောင့်မပြစ်လဲ။ A ရလာတယ်အမင်းတို့တက်ကောင်တွေဘယ်လိုဖြစ်လဲဘာကြောင့်။သူတို့တေယိုသတင်းပေးတယ်။ အဲ့လိုပဲတက်ကလာမိလဲအေးအေးစကန်းကောင်ကမှရှိတယ်သူတို့ဈားထဲမှာနေတာနှစ်ဖက်အစီအပြေနေတာမသိဘူးဒါပေမဲ့ဘာပြဿနာဖြစ်သွားလဲဆိုတော့ဒီဘက်ကပြည်သူတွေကဣတမရဘက်ကိုလာတယ်တမရဘက်ကိုလာတော့တက်ကကြီးခင်ဗျားတို့ဘယ်နေရာကိုလာရင်ဘယ်ဘက်ကိုတော့မနေနဲ့နော်ဘယ်နားလေးကတော့လာခဲ့ဘာလို့ဆိုကိုရှိကိုလာတဲ့အရသာမှာထမင်းကြိုင်လာဖို့တယ်နော်ငါပြောသီးလာဖို့တယ်အဲ့တော့ပြည်သူချစ်တဲ့တက်မလို့ကြီးကိုလာဖို့တယ်အဲ့တော့ကို့အရှိကိုငပြောသေးတယ်ဒီမုတ်တွေထမင်းဟင်းတွေလာဖို့ ပြည်သူခြေလားမခြေလားဆိုရင်မင်းကိုယ်တိုင်အဲ့မျိုးထဲမှာတပတ်လောက်ပတ်ပြီးသွားကြည့်လိုက်လေပြည်သူတွေထိလိုက်မှာဆိုလို့ဘယ်လန်းလေးရတော့လားပြောလိုက်တဲ့လန်းအေးတက်လာတယ်ထောင်ထားတဲ့မိုင်းအလုံး300ကျော်တစ်ချက်မှမကွေးဘဲနဲ့အေးရစခန်းကိုဝင်စီးသွားနိုင်တယ်อืมဒါတာရကကြီးလက်ရှိမြေပြင်မှာဖြစ်နေတဲ့ဥစ္စာတွေဆရာသားအဲ့ဒါကိုဘယ်သူ့သွားပြောပါမလားကိုယ့်ဘက်ကညံ့ပါလေလို့ပြောပါမလားဒါမှမဟုတ်ရင်ကိုယ့်ဘက်ကပြည်သူကိုညာတယ်လို့ပြောပါမလားဘယ်လိုပြောရမလဲကျွန်တော်ပြောစရာစကားမျိုးရှာမတွေ့ဘူးဒါလက်ရှိဖြစ်နေတာဆိုတော့အကဲရွေးတာ ကျွန်တော်ရဲ့ခံမှန်းချက်မှန်ခဲ့မယ်ဆိုရင်ဒီမတ်လအတွင်းမှာဒီဘရောင်းမြို့နေဦးတေကြီးမကြီးတို့တုတ်လိမ့်မယ်ဒါဒီလအတွင်းမှာတေကြီးမကြီးလုတ်လိမ့်မယ်ဘာကြောင့်လဲဒီတမတော်နေစေးပြအခမ်းအနားမှာတက်တီးကနေထုံထုံအင်အားလေးပေးရတာရှိတယ်နောက်တစ်ခုဘကိုးတိုင်းအနောက်ချမ်းမှာရှိတဲ့ချင်းလင်းချင်းမြန်နေရဲ့ဖွဲ့စည်းပုံဆိုတော့ဘကိုးတိုင်းမှာကအနောက်ချမ်းမှာယူမှာနှစ်ခုချမ်းမှာနေရတယ်အလေကောင်မှာအေယာရီမြစ်အေယာရီမြစ်က အနောက်ဘက်ချမ်းမှာရခိုင်ရိုးမကြီးရှိပြီးအယောင်မြစ်ကအရှိဘက်ချမ်းမှာပဲခူးရိုးမကြီးရှိတယ်အဲ့ဒီရိုးမနှစ်ခုရဲ့ဂျားတဲ့ကမြေပြန့်မြို့လေးတွေအဲ့ဒီမြို့လေးတွေကိုကာကွယ်ဖို့ ਨੇ အဲ့ဒီမြို့လေးတွေ ਨੇ နီးစက်တဲ့เนาะကြီးဝါလေးတကယ်မဟာပြွာကြတဲ့နေရာတွေမှာကာကွယ်ဖို့အတွက်စစ်တီအင်အားတွေကိုထုံနှုတ်ပေးရတာဟာအင်အားအများဆုံးတက်ရှိတဲ့ဒီဗရောင်းဖြုတ်နေရာအင်အားတွေထုံနှုတ်ထားတာဆိုတော့ဗရောင်းမြို့နယ်ကြီးကိုဖိတိုက်လို့အဲ့ဒီအင်အားတွေကိုပြန်ပြီးခေါ်မယ်ဆိုရင်အယောင်မြစ်ကအရှိဘက်ကမ်းမှာရှိတဲ့ဘကူယုံမဘော်က PDF ဒီအလုံးညင်းနဲ့ဝင်လာလိမ့်မယ် ဘာနဲ့တားမှာလဲတကယ်လို့အဲ့လိုဝင်လာမှာဆိုလို့တို့စစ်မြူတဲ့အခြေအောင်ထားပြန်ရင်လေဒီဘက်ကိုဘယ်လိုလုပ်မလဲရိုးရှင်းလေနော်ကျွန်တော်ပြောပြတာကဲတော့မြင်အောင်ကြည့်ကြည့်အနေထားအခု A နဲ့တိုက်နေ A နဲ့နည်းနည်းလေး A သွားတဲ့အချိန်မှာဘာဖြစ်လဲပေါခေါင်းပေါင်းတဲ့ဘက်ကထဆူပြန်အောင်ဆိုတော့ပေါခေါင်းပေါင်းတဲ့ဘက်ကဆူတော့အဲ့ဘက်ကိုအင်ကလုံညွေးရပေးရပြန်အောင်ဆိုတော့နှစ်ဖက်ညက်နေတဲ့အနေထားအဲ့တော့ကျွန်တော်ဒီကိုကိုဘာသာကိုပဲစဉ်းစားကြည့်ဒါကျွန်တော်ပြည်ပြမှာလက်ရှိဖြစ်နေတဲ့အနေထားပြကျွန်တော်အနေနဲ့ပြောရရင်အချိန်ကြီးကောင်းလားလို့မေးရင်လေကျွန်တော်ဖြေရမှာခက်တယ်မကောင်းဘူးလားလို့မေးရင်လေ ဖြစ်ရမှာခဲ့တယ်ဒါပေမဲ့ဒီနေ့ဒီချိန်ထိတော့ဘရောင်းမြို့နယ်ထဲမှာအေးချမ်းမယ်အဲ့ဒါဈေးဝယ်တယ်တွားတယ်လာတယ်စားတယ်တောက်တယ်ပြိုတယ်ပါတယ်အလှူလဲလှုပ်တဲ့လူမင်္ဂလာဆောင်နေတဲ့စီစီကာကလှုပ်နေတုံးပဲသို့တော့အဲ့ဒါဒီလှုပ်နိုင်ဖို့ဒီအဓိကခံစည်ကြီးတစ်ခုကျွတ်ချွတ်ချွတ်နဲ့ထိန်းထားနိုင်တယ်လို့အဲ့ဒီ main အဓိကခံစည်ကြီးတာရန်သူကဝင်ရောက်စီးနှင်းနိုင်ပြီးဆိုရင်စက္ကန့်ပိုင်းမိနစ်ပိုင်းနာရီပိုင်းအတွင်းမှာအဲ့ဒီပျော်ရွှင်မှုတွေအားလုံးပြုံးသွားပြီ ခုတဲ့ပုံမှာမူတည်နေတာဟုတ်ကဲ့ဖြစ်ပါရဲ့မောင်လေးမင်္ဂလာပါနော်ဟုတ်မောင်လေးနေနေပါနော်ဒီ UD စစ်တနန်းကိုတက်ရောက်ဖိခဲ့ပုံလေးကိုပြပြပေးပါအောင်ကျွန်တော်လဲဟိုကိုရေကဒီစစ်သားဘုရားဝန္ဒနာပါနေဟုတ်ကဲ့ခြေထောက်အောင်လို့လည်းမဖြစ်ရက်ဖြစ်အကြောင်းကြောင်းဖြစ်ခဲ့ရတယ်အခုချိန်မှာအကြောင်းအကောင်းဝင်ရောက်တက်ဖြစ်တာပါဟုတ်ကဲ့ပါမောင်လေးဟုတ်ဒီမှာပါနော်ဒီတင်တန်းမှာတင်ကြားပေးမယ့်သင်ခန်းစာတွေပေါ်မှာမောင်လေးနေနဲ့ပြင်ဆင်ထားမှုလေးတွေလည်းပြပြပေးပါအောင်ဟုတ်ပါပြီပါစီနီယာပြောတဲ့စကားတွေရတော့ပြင်ဆင်ထားလေးတော့ရှိပါဟုတ်ကဲ့ကိုယ်လည်းတော့အခုမှစတတ်တာဆိုတော့အကြောင်းမကြည့်သေးဘူး ဟုတ်ဟုတ်နောက်တက်မဲ့ပေါ့နော်တငယ်ချင်းတွေဆရာဆရာမတွေဒီကနေပြောဗာများပြောချင်သေးလဲတငယ်ချင်းတွေကလို့လို့တယ်ဗာတက်ကြည့်ပါလေဗာပြောအတွေ့အကြုံတစ်ခုနေလဲရတယ်ဟိုတငယ်ချင်းတွေအမှတ်တရပေါ့တက်ကြည့်လို့ဗာဗာအဲ့လိုလေးလဲတက်ကြည့်ပါလို့တော့အကြံပေးချင်ပါအနေနဲ့ဘယ်လိုမျိုးပြင်ဆင်ပါလဲနော် ်ဒီတနန်းကိုပေါ့နောက်နောက်တက်ရောက်မယ်ပေါ့နော်ចောင်းဆရာဆရာမတွေနဲ့တငယ်ချင်းတွေကိုဘာများပြောချင်သေးလဲအော်ဒီ UTC တနန်းကိုလာရောက်တက်ကြပါပဲရှင်ပေါ့နော်ဟိုရင်ဒီမျိုးဟာကမလီတို့ကဒီပညာចောင်းပညာရေးအဖြစ်ပေါ့နော်ဒီဘက်ကစစ်ပညာပါပေါ့နော်ပို့ပြီးတော့အာကောင်းမွန်နေပေါ့နော်ဘလို့ကောင်းမွန်နေလဲဆိုရင်ညီမလေးတို့ကဘူးဆိုရင်လက်နက်ဒီခဲရန်တွေကိုပြီးမသိသိသွားရပေါ့နော်ဒီចောင်းသားចောင်းသူဆိုတာကចောင်းပညာရေးတွေမှာကပေါ့နော်ဒီစစ်လက်နက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလည်းသိတင်နေတာဘူးတို့တက်ယူတင်တဲ့အရာဆိုတာကိုညီမလေးက အာဘယ်လိုလဲသူကအတိမတ်ပြထားရပါတော့။ရောက်လာရောက်ပြီးတော့တက်ဖို့အတွက်ဘယ်လိုလဲဆိုတော့ဘမဲသက်တာနဲ့ဖြစ်ခေါ်ထားပါတယ်လို့ yeah yeah nga ka me online a mya ka kho da ma ala hey yi du a paung ga ana tain lo tha jwa ja ka you ma sai a say ma ti jin yang song tha tha ma nga met da ana shwe de ngwe de sa ya ma ong nom shi le lan na shi de lo pa ri a yi ne ana lu pi sa ma tat de to ta ni tha shi de ku la ne icj pyo twa le na ji ma le ka you ma sai nga au ma bo ma ri mya yi be nga chit song ga ma yang nge le tat tat khai ma nga ကြောက်ဆုံးကပြည်သူတွေနဲ့လက်နက်ကင်များကြောက်စိတ်ပြီးလို့လေးပဲရှစ်ကရဲမထွက်နိုင်သလားစုံမဲလုံးကလည်းတက်တက်ပြတယ်မန်တက်တိုင်များနမဲဆိုးနဲ့ကြော်ကြားတဲ့အာကားချက်ဘူးအနောက်နိုင်ငံတွေအားလုံးကိုလည်းငါကမမှုငါပါကြနဲ့ငါအနာရောဒါနာမပြူဒါနာမပြူတောက်လူတွေစောက်ဘူးခေါ်ခြင်းလဲခေါ်ငါမတားဘူး